မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Binance ရဲ့ Mega Airdrop မှာဘယ်လိုပါဝင်ရမလဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီ Mega Airdrop ကိုပါဝင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ BNB ရှိဖို့လိုမယ်ပေါ့နော်အဲ့ဒီရဲ့ Mega Airdrop ထဲမှာရှိတဲ့ Carnel ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့တစ်ချက်ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်မယ်ဆိုရင်ဒီမှာသူကဘယ်လိုပါဝင်နိုင်မလဲဆိုတဲ့အခါကျတော့များလေးကိုတစ်ချက်နေကြည့်ရင်သူက Lot BNB ပေါ့နော် BNB ကို Lot ခတ်ထားရမယ်ပြီးသွားရင်ကျွန်တော်တို့ Web3 ရဲ့ Quest တွေကိုဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ BMU လောက်ခတ်မယ်ဆိုရင်ဒီနားလေးက subscribe ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဆက်သွားလို့ရရတယ်ပေါ့နော် ဒါဆိုရင်ဒီမှာဒါသူရက်ပေါင်း120ခန့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အနည်းဆုံး0.05လောက်လိုတယ်ပေါ့နော်ဒါရက်ပေါင်း120ခတ်တဲ့ဟာမှာလိုတာပေါ့နော်ကျွန်တော်တို့အဲ့လောက်အများကြီးမခတ်ဘူးဆိုလို့ရှိရင်လည်းဒီဘက်ကိုကျွန်တော်တို့ပြန်သွားအနောက်ကိုဆုပ်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာ flexible နဲ့ခတ်လို့လည်းရတယ်ပေါ့နော် flexible နဲ့ခတ်ချင်လည်းရတယ်ကျွန်တော်ကတော့ဒီမှာမခတ်ပြတော့ဘူး flexible နဲ့ဆိုရင်0.003လိုမယ်ပေါ့နော်အဲကျွန်တော်ကဒါခတ်ထားပြီးသားပါအန်းထဲမှာတော့ခတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီမှာတော့မခတ်တော့ဘူးပေါ့နော်အဲ့တော့ ော့ကျွန်တော်တို့ဒီမှာ quiz ဖြေဖို့ပဲရှိမယ်အဲ့တော့ကျွန်တော်တို့ဒီ stack quiz ပေါ့နော် stack quiz ကိုနှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လှုပ်ဖို့အတွက်ဆိုလို့ရှိရင်0.013 BNB လောက်ကိုကျွန်တော်တို့ what 3 day ကိုထည့်ဖို့လိုမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအခုဒါ exchange ထဲမှာပဲကျွန်တော် BNB ရရှိတာရှိတာဆိုတော့ကျွန်တော်က what 3ထဲကိုအရင်ရွှေ့မယ်ပေါ့နော် BNB ကိုအဲ့တော့ဒီ access ထဲကိုသွားလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ဒီမှာ spot ထဲကိုတစ်ချက်ဝင်လိုက်ပေါ့နော်ကျွန်တော်တို့ exchange spot ထဲကို ဆိုတော့ BMB မှာကျွန်တော်0.018ရှိရေပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော်ဝတ်ထဲကိုလွှဲမယ်ဆိုတော့ဒီဘက်က wallet ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါ Binance ရဲ့ Web3 wallet ပေါ့နော်အဲ့ဒါကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်က asset ပေါ့နော်ဒီအောက်ဆုံး asset ဆိုတဲ့နေရာလေးကိုတစ်ချက်သွားလိုက်ဒါဆိုရင်တော့ဒီထဲမှာကျွန်တော်တို့ BNB ဆိုတဲ့ဟာလေးတစ်ခါတည်းတွေ့ရပေါ့နော်အဲ့တော့ကျွန်တော်အဲ့ BNB ထဲကိုဝင်လိုက်မယ်ပြီးသွားရင်သူ့ရဲ့ address လေးကိုကျွန်တော် copy တစ်ချက်ယူလိုက်ပါမယ် ်ပြီးတော့ရင်ကျွန်တော်ဒါအိတ်ချင်းထဲကိုပြန်ဝင်မယ်ပေါ့နော်အိတ်ချင်းထဲကိုပြန်ဝင်ပြီးတော့မှဒီထဲကိုလွှဲမယ်တခါတည်း wallet ထဲမှာရှိပြီးသားသူဆိုရင်တော့တန်းပါဝင်လိုက်ယုံမယ်ပေါ့နော် ကျွန်တော်ကတော့ဒါမရှိတဲ့ခါကျတော့ဒါကိုသွားလွှဲယူနေရတာပေါ့နော်ဒီမှာဆိုရင်စံကိုရေးပြီးတော့ on-chain withdraw ကိုပဲရွေးလိုက်ပါပြီးတော့ရင်ခုန copy ယူလာတဲ့ address လေးကိုဒီထဲမှာကျွန်တော်ဖြည့်လိုက်မယ်ပြီးရင် network ကိုရွေးမယ်ပေါ့နော်ကျွန်တော်တို့ BNB smart chain ကိုမရွေးလိုက်ပါမယ် ဲ့တော့ကျွန်တော်က0.01အဲ3ပေါ့နော်ခုနသူတို့ပြောထားတဲ့အတိုင်းပဲ3ကိုလွဲมาဖြစ်ပါတယ်အဲဆိုရင်ကျွန်တော် withdraw နေပြီးဆက်သွားလိုက်မယ် confirm ပေးလိုက်ပါမယ် okay view history ကိုတစ်ချက်နေကြည့်လိုက်မယ်ပေါ့နော်သူကတော့ဒီမှာ withdraw process ပဲပြနေသေးရေပေါ့နော်ဒါ process င်းမဲ့သူကသွားနေသေးရေဆိုတော့အဲဆိုရင်ကျွန်တော်ဒီ wallet ထဲကိုရင်တစ်ချက်သွားပြန်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာ processing ပြနေရေဆိုပေမဲ့ wallet ထဲကိုတစ်ချက်သွားကြည့်ကြည့်မယ် Okay ဒီမှာဆိုရင်ကျွန်တော်6.99ဆိုပြီးရောက်သွားပြီပေါ့နော်ကျွန်တော်ရဲ့ BNB ကဒီမှာ gas fee တွေဖြတ်လိုက်တာဖြစ်တဲ့အတွက်ခုန13လဲပြီမဲ့ကျွန်တော်အပြည့်မရဘူးပေါ့နော်0.01285ပဲရတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ mega drop ထဲကိုပြန်ပြီးတော့သွားလိုက်ပါမယ် exchange ကိုပြန်သွားမယ်ပေါ့နော်မဂါဒရော့ထဲကိုကျွန်တော်တို့ပြန်ဝင်လိုက်မယ် step quick ကိုနှိပ်ပြီးတော့ဆက်ဝင်လိုက်ပါပြီးတော့ရင်ဒီမှာကျွန်တော်တို့ step now ကိုနှိပ်ပြီးတော့ဆက်ဝင်လိုက်ပါဒီမှာတော့ကျွန်တော်တို့ state bmb ပေါ့နော်အဲ့တော့ကျွန်တော် state bmb ကိုနှိပ်ပြီးဝင်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီမှာအနည်းဆုံးသွား0.01ကို state ရမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်0.0101လို့နှိပ်လိုက်ပါမယ် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအောက်မှာ gas fee လေးကနည်းနည်းထက်ရှိသေးရေပေါ့နော်အောက်မှာ0.0001ဆိုတော့ကျွန်တော်မက်ရလွယ်အောင်အလောက်လေးလွယ်လိုက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာ deposit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဆိုရင်တော့ဒီမှာ confirm နေပြီးတော့ဆက်သွားလိုက်ပါအဲ့တော့ကျွန်တော်တို့ရဲ့ Binance password လေးထည့်ပေးလိုက်ပါတော့ ဒါဆိုရင်အခု transition ကအကုန်ပြီးသွားပါပြီ Okay ဒါဆိုရင်တော့ကျွန်တော်တို့အခုဒီဟာကိုအဲ quiz ဖြေထားတာပြီးသွားပြီပေါ့နော်အဲဒီကိုကျွန်တော်တို့သူ့လောက်ခိုင်းတဲ့ process ကို လောက်တာပြီးသွားရင်ဒါဆိုကျွန်တော်နောက်ကိုတစ်ချက်ပြန်ထွက်ကြည့်လိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့ verify ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ ျွန်တော်ရဲ့ task ကအဆင်ပြေရဆိုရင်ခုလိုမျိုးလေးဖြစ်ပြီးတော့မှဒီနားမှာ complete ဆိုပြီးတော့ပြသွားပါမယ်။အဲ့ဒါပြီးသွားရင်ကျွန်တော်ကဒီမှာ view quiz ကိုတစ်ချက်ပြန်ဝင်လိုက်မယ်ပေါ့နော်။ကျွန်တော်တို့ကခုန deposit လုပ်ထားတဲ့ BNB လေးကိုတစ်ချက်ပြန်ထုတ်ပြမှာဖြစ်ပါတယ်။ခုန state BNB ကိုပဲကျွန်တော်တို့ပြန်ဝင်လိုက်မယ်။ပြီးသွားရင်ဒီညာဘက်မှာ withdraw ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်။ အဲ့ withdraw ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော် maximum ခုနထည့်ထားတဲ့0.0101လေးကို withdraw ဆိုပြီးတော့ကျွန်တော်ရဲ့ wallet ထဲကိုပြန်ပြီးတော့ထည့်လိုက်မယ်ပေါ့နော်အာသူတို့လောက်ခိုင်းတဲ့ test lead ကိုကျွန်တော်တို့လုတ်ပြရတဲ့သဘောပါအခုမထုတ်လဲနောက်မှထုတ်ခြင်းနေဆိုလဲထုတ်ပေါ့နော်ကျွန်တော်ကတော့ဒါတစ်ခါလဲထုတ်ပြလိုက်တာပါထုတ်လဲပြန်ထုတ်လိုက်တယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒီ process တွေကုန်ပြီးသွားပြီပေါ့เนาะအဲ့ဆိုရင်ကျွန်တော်နောက်ကိုတစ်ချက်ပြန်ထွက်လိုက်မယ်အဲဒီမှာကျွန်တော် fee တွေပါနေနေနဲ့ကုန်သွားတော့0.012499ပေါ့เนาะနည်းနည်းခုန1ထပ်နှုတ်သွားပြီဆိုတော့လေဒီဘက်မှာโอเคဒါဆိုရင်တော့ကျွန်တော်တို့ Binance ရဲ့ Mega Airdrop မှာပါဝင်တာပြီးသွားပြီပေါ့เนาะ Binance ရဲ့ Mega Airdrop မှာပါဝင်ဖို့ဆိုရင်ကျွန်တော်တို့ဒီ BNB ကို lock လုပ်ထားလို့လည်းရရတယ်ပေါ့เนาะ lock လုပ်ထားလို့လည်းရမယ် နောက်တစ်ခုကကြတော့ခုလိုမျိုး quiz win ဖြေရင်လည်းကျွန်တော်တို့ထပ်ပြီးတော့မှအဲ token နေရမယ်ပေါ့နော်။ Okay ။ဒါဆိုရင်တော့အားလုံးပဲအဆင်ပြေကြပါစေ။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ။